တောင်ကြီးမြို့၌ကပတ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တဘာဝပတ်ဝန်းကျင်နှင့်ဂေဟစနစ်များကိုကောင်းမွန်အောင်ထိန်းသိမ်းရန်ပတ်ဝန်းကျင်ညဉ့်ညမ်းမှုများမဖြစ်ပေါ်စေရေးကိုအလေးထားဆောင်ရွက်ရန်ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကိုကမ္ဘာနိုင်ငံများကဝိုင်းဝန်းပူးပေါင်းဖြေရှင်းနိုင်ရန်ရည်ရွယ်၍ဂျွန်လ9ရက်နနက်9:00နာရီကတောင်ကြီးမြို့မြို့တော်ခမ်းမ၌ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနားတွင်ရှမ်းပြည်နယ်ဆွေရအဖွဲ့ ြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကယနေ့မျက်မှောက်ကဗတ်မှာကြုံတွေ့နေရသည့်ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုပြဿနာများကို မီးမောင်းထိုးပြပြီးအလေးထားဖြေရှင်းဆောင်ရွက်တတ်စေရန်ရည်ရွယ်ပြီးကဗတ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ထိမ့်မတ်ဆောင်ပုတ်များကိုကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်ဖြင့် UNEB အဖွဲ့အစည်းကနှစ်စဉ်ထုတ်ပြန်သတ်မှတ်လျက်ရှိပါကြောင်း2025ခုနှစ်ကမ္ဘာ့ဝန်ကျင်ထိန်းသိမ်းရေးနှင့်အတွက်တက္ကသိုလ်အတိုင်းတာအနေဖြင့် ်ဥတီဂျိုပန်အာထုတ်ပေးရန်တိုက်တွန်းသတ်မှတ်ဆောင်ပုံမှာကဘာတဝန်းပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးစုပေါင်းအားဖြင့်ဆောင်ရွက်ပြီးအရင်ပလတ်စတစ်ပိုလူရှင်းဂလိုဘယ်ရီဖြစ်ပါကြောင်းမြန်မာနိုင်ငံမျိုးပြနှင့်ကျေးလက်ဒေသတွင်တန့်ရှင်းတာယာလှပစေရေးမြစ်ချောင်းများနှင့်အန်နဝါဂေဟစနစ်များကောင်းမွန်စေရေးပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေးတို့အတွက်ပလတ်စတစ်ညစ်ညမ်းမှုများကိုလျှော့ချရန်အဆုံးသတ်ရန် ပြည်သူလူထုတဦးတယောက်ချင်းမှသည်စုပေါင်းအင်အားအသင်းဖွဲ့အင်အားတို့ဖြင့်ဝိုင်းဝန်းအကောင့်ထဲပေါ်ဆောင်ရွက်ပေးကြရန်တိုက်တွန်းပြောကြပါသည်ထို့နောက်ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ထိမ့်မှန်ဗီဒီယိုကလစ်ပြသပြီးပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နယ်စုနှင့်ဆက်ယုံစုရရှိသူများရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကဂုံပြူစုငွေကြောက်စီပကြီကားနှင့်ဂုံပြူမတန်းလွှာများချီးမြှင့်ပေး၍၎င်းအခြေခံပညာအထက်တန်းအဆင့် စာရေးစာကုန်းပြိုင်ပွဲတွင်ပထမဒုတိယဆုရရှိသူများပြည်내တရားလွတ်တော်တရားသူကြီးချုပ်ကချီးမြှင့်ပေး၍၎င်းတတိယနှင့်နှစ်သိမ့်ဆုရရှိသူများအရှိပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်မှုက၎င်းစုများအသီးသီးချီးမြှင့်ပေးကြပါသည်၎င်းနောက်တန်ရှင်း၍စိမ့်လန်းစုပြေသောကျောင်းစုရရှိသည့်အခြေခံပညာထက်တန်းကျောင်းဆင့်ကျောင်းလေးကျောင်းအလေတန်းဆင့်ကျောင်းလေးကျောင်း မူလာရန်စင်ကြောင်းလေးကြောင်းနဲ့ရှမ်းပြည်နယ်အတွင်းတန့်ရှင်း၍စုပြည်သောကြောင်းဖော်ဆောင်ရန်ပါဝင်ကူညီလူဒန်းပေးသောအလူရှင်များအားပြည်내ဝင်ကြီးများပြည်내ဥပဒေချုပ်တို့ကအသေးသေးစုများနဲ့ဂုံပြူမှတ်တမ်းလွှာများချီးမြှင့်ပေးကြပါသည်။ယင်းနောက်အမျိုးသားအဆင့်နှင့်ပြည်내ဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့စုရရှိသည့်ကျိုင်းတုံမြို့၏အကောင့်ထဲဖို့ဆောင်ရွက်မှုပြည်내ဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောစက်ရုံစုရရှိသည့် ဘောဗျူတောင်ခဲတထုတန့်စင်ဆက်ရုံ၏အကောင့်ထဲဖို့ဆောင်ရွက်မှုအမျိုးသားအဆင့်တန့်ရှင်း၍စိမ့်လန်းဆိုပြေသောအကြောင်းစု အခြေခံပညာအထက်တန်းအဆင့်တွင်တတရားစုရရှိခဲ့သည့်အခြေခံပညာလေတန်းကြောင့်ဖရာကြီးကုန်းရွာငန်း၏တန့်ရှင်း၍စိမ့်လန်းဆိုပြေသောကျောင်းအကောင့်ထဲဖို့မှုမူလတန်းအဆင့်တတရားစုရရှိသည့်အခြေခံပညာမူလတန်းကြောင့်ဝိန်းဝိုင်းမိုင်းဆက်၏တန့်ရှင်း၍စိမ့်လန်းဆိုပြေသော ကျောင်းအကောင့်ထဲပေါ်ဆောင်ရွက်မှုဗီဒီယိုကလစ်အားပြသပြီးပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်ခမ်းမတွင်ခင်းကျင်းပြသထားသောအသိပညာပေးပြကမ်းအားလှည့်လည်ကြီးစုကြကြောင်းသိရှိရပါသည်ထို့မှတစ်ဆင့်ပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်တောင်ကြီးအေးတာယာအတက်လန်းရှိတောင်ကြီးမြို့နယ်စိမ်းလန်းစုပြည်ရေး2025ခုနှစ်ကွက်လက်ဖြစ်စိုက်ခင်းရှိအေကတည်တသမခွန်ရှိအေကတောင်ကြီးထင်းကျူဝိုင်းအကွက်မှတ်6 ငါးဤကတွင်ထင်းရှူစိမ်ပန်းပြစိမ်ပန်းနီချယ်ရီကာရိုမီစိုက်ပျိုးအောင်မြင်ဖြစ်ထိုးနေမှုကိုကြည့်ရှုစစ်ဆေးပြီးပြည်내ဝင်ကြီးချုပ်ကစိုက်ပျိုးလို့ရသည့်နေရာများတွင်စိုက်ပျိုးပေးကြရန်နှင့်အောင်မြင်ဖြစ်ထိုးမှုမရှိသည့်ပြိုးပင်များတွင်ပြန်လည်စိုက်ပျိုးပေးကြရန်လေးမိုင်ဂိတ်တွင်လည်းကွက်လက်ဖြင့်စိုက်ပျိုးပေးရန်လိုအပ်ကြောင်းတာဝန်ရှိသူများမှကြားခဲ့ပါသည်၎င်းနောက်ပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်တောင်ကြီးမြို့ကံကြီးရပ်ကွက်ရှိ တောင်ကြီးတာကြီးလိုက်သွားပြည်တော်စုလမ်းမကြီးနှစ်ဘေးရှိဌာနဆိုင်ရာအဆောက်အဦရုံးရှိ အဝင်းလန်းနှင့်မြေသားကွက်လက်မြင့်နေမှုအားတပြေးညီဖြစ်စေရန်မြေသားညီဆောင်ရွက်ခြင်းနှင့်လမ်းကောင်းမွန်အောင်ဆောင်ရွက်ပေးရန်လမ်းဦးစီးဌာနမှတာဝန်ရှိသူများမှကြား၍စီမင်းသားရာရေးဌာနနှင့်ပေါင်းဆက်ညီနိုင်ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရှိရပါသည်ခမညာ